အလွန်အေးချမ်းသာယာလာတဲ့ရွာတော်မှာဥက္ကုနေတော်ဤဆိုရဲလင်းများအပါဝင်ရွာသားတွေနေထိုင်ကြပါတယ်။ဥက္ကုနေတော်ဤမှာတမိစပယ်ဆိုတဲ့သူတယောက်လည်းရှိပါသေးတယ်။စပယ်ကအသက်16နှစ်အရွယ်ရှိပြီးလယ်သမားမိသားစွာနဲ့မွေးဖွားလာတဲ့တမိလေးတယောက်ပါ။အဖဥက္ကုကလယ်ကွင်းမှာတနေ့လုံးအလုပ်လုပ်ပြီးတော့အမေတော်ဤရတော့အိမ်မှာပဲနေပြီးအိမ်မှုကိစ္စတွေလုပ်ပါတယ်။သူတို့ရောမှာရှိရလူအများစုကအခုလိုပဲဘဝကိုတာမန်ရိုးရိုးသာဖြတ်တန်းလေးရှိကြတာပါ။ လဲသမားသမီးမဆက်ပေကတော့အခြားသူတွေနဲ့မတူရီမန်းချက်ကြီးကြီးချထားပြီးတော့ပညာရီသင်ယူနေရဖြစ်ပါတယ်။သူ့ရဲ့ရည်ရဲချက်အိမ်မက်ကပညာရီကိုဆုံးခန်းတိုင်အောင်သင်ယူပြီးတော့ပညာတက်ကြီးဖြစ်ပြီးအောင်မြင်မှုပန်းတိုင်းထိရှောင်လန်းဖို့ရည်ရဲထားတာဖြစ်ပါတယ်။သို့ပေမဲ့ပေါဝင်ချင်းအတိုင်းဝိုင်းကညှော်လင်းချက်တွေကိုရိုက်ချိုးတယ်လို့စကားမျိုးတွေဆိုလာကြပါတယ်။သမီးမိန်းကလေးကိုကြောင်းထားရင်ပတ်စံကုန်းတော့ပဲအဖက်တယ်မှာမင်းလာဆောင်ပေးလိုက်လေဘာလို့ကြောင်းထားနေမှာလဲ။ရွာရဲရှေးရိုးစဲလူကြီးတွေပြောလို့ရှိရပါဘူး။ ရွာလူကြီးတွေရဲ့ဒီလိုစကားတွေကြောင့်စပယ်ရဲ့စိတ်ထဲမှာသူ့ရှိမှန်းချက်တွေမပြည့်နိုင်တော့ဘူးလားလို့စိုးရိမ်စိတ်ကြောက်ရွံ့စိတ်တွေခဏတိုင်းပေါ်လာတတ်ပါတယ်။ဒီလိုနဲ့တနေ့မှာရွာကိုရောက်လာတဲ့ NGO အဖွဲ့ကဒေါ်ချယ်ရီနဲ့တွေ့ပြီးတော့စပယ်ရဲ့ကြိုးစားအထုံးကိုမြင်တွေ့ပြီးသူမအမျိုးကြီးမှာပညာဆက်ပြီးတော့သင်နိုင်ဖို့အတွက်အကူအညီပေးမယ်လို့ကတိပေးလိုက်ပါတယ်။ပြီးတော့ဒေါ်ချယ်ရီကရွာသားတွေကိုပညာရသာဆင်းရဲမှုရဲ့တုံ့နှောင်ခြင်းကိုဖျက်တောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြခဲ့ပါသေးတယ်။ ဒေါ်ချယ်ရီရဲ့အပင်မွားစပယ်အတွက်အလွန်အားတက်စေပြီးတော့အလင်းနံတစ်ခုတစ်ဖွဲဖြစ်စေပြီးစပယ်လည်းအရေးဆုံးပြီးတော့မြို့ငယ်လေးတစ်ခုမှရှိတဲ့အစိုးရကောလိပ်တစ်ခုမှစိုက်ပျိုးရေးနဲ့ကုတန်းရောင်းဝယ်ရေးတိတ်ပံပါသာရက်တွေကိုတည်ယူခွင့်ရရှိခဲ့ပါတယ်။သို့တော်လည်းမြို့ကြီးတွေရဲ့လူနေမှုပုံစံနဲ့ဇေယျကြီးမှုတွေကသူမအတွက်စိန်ခေါ်မှုဖြစ်လာတယ်လေ။အခန်းငါကကြောင်းလာကနဲ့စာအုပ်ဝယ်ယူရတဲ့ဈေးတွေအပါအဝင် အခြားဈေးတွေကမဆပယ်ဖို့ဝန်တော့ဝန်ပိုးကြီးတစ်ဖွဲဖြစ်နေရပါ။ ရွာငယ်လေးကတက်လာတဲ့ဆိုပေအတွက်ဒီလိုမျိုးပြရဲ့လူနေမှုပုံစံအရစစ်မြေပြင်တစ်ခုအလားအခက်ခဲများစွာနဲ့ရင်ဆိုင်နေရတာပါဆိုပေအားစိန်ခုံမှုများစွာတို့ပြိုင်နေတဲ့ရင်ဆိုင်နေရပြီးနေဖို့အခန်းကိုလည်းအမျိုးသမီးတောင်းရတဲ့အတူစက်တူငှားပြီးနေရတာမို့အနားယူဖို့တည်တံ့နေရမှရှိတယ်လို့စာအေးဆေးလုပ်လို့ရမယ်နေရာလည်းမရှိပါဘူးနောက်ပြီးတော့ကျောင်းဝတင်ကြရေးစနစ်ကလည်းလုံးဝကွဲပြားနေပါသေးတယ် မြို့ပေါ်ကျောင်းဖြစ်တာကြောင့်အင်္ဂလိပ်ဘာသာနဲ့သင်ကြားပြီးတော့ဤပညာဆိုင်ရာစကားလုံးတွေနဲ့အစင်းမြစ်ပါဝင်ခြင်းတို့ကစပယ်ဦးအစပိုင်းမှာအားငယ်စေတွေဖြစ်စေခဲ့တာပါဒီလိုခက်ခဲတွေကြားထဲမှာချုံနေတကြတဲ့လူတချို့ကတောသူရွာသူကောင်းပါလိကျူရှင်လေးတင်မျိုးဘလူရင်းနဲ့စားတောင်းနေလေချိုးချိုးနေနေဆက်ဆံတတ်ကြပါသေးတယ်အဲ့လိုထုံးနှံမှုတွေရှိနေတဲ့လူမှုအတိုင်းဝိုင်းရှိတယ်လို့တချို့အတန်းပေါ်တွေကသူ့ရဲ့ရှုံးကံမှုနားလေပေးပြီးတော့ဖေးမကူညီတဲ့သူတွေလည်းရှိပါသေးတယ် ဒေါ်ချယ်ရီယာသူမကိုမျက်ကွယ်ပြုမထားဘဲနဲ့ကလေးတွေကိုကျူရှင်သင်လို့ရအောင်အလုပ်ချိတ်ဆက်ပေးထားတဲ့အတွက်သူ့ရဲ့ကျောင်းစီအတွက်အနည်းငယ်အဆင်ပြေစေခဲ့တယ်လေ။ကျောင်းမှာလည်းချမ်းမြေ့ဆိုတဲ့ကျောင်းသားတယောက်ကအင်္ဂလိပ်စာပို့ပြီးတော့ရစ်တက်ဖတ်တက်အောင်ကုညီတင်ပြပေးတာကြောင့်သူမရဲ့အားနည်းချက်တစ်ခုတတ်သားစေခဲ့တယ်။မဆပေမျိုးကျောင်းမှာတက်ရတော့စိတ်ခုံမှုတွေရှိပေမဲ့အချို့သောအပေါင်းအသင်းမိတ်ဆွေတွေရဲ့အားပေးမှုတွေကသူမရဲ့အိမ်မက်ကိုအကောင့်ထဲပို့ရတဲ့နေရာမှာများစွာထောက်ကူဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တွေကြာလာနေမြကြောင်းလာကနေကုန်ကြစေမလောင်းငါခြင်းတွေဖြစ်လာပြီးစိုးရင်စိတ်တွေဖြစ်ပြီးတော့တကယ်မလောင်းငါခဲ့ရင်လေသူမရွာကိုပြန်ရမှာဖြစ်ပါတယ်စိုးရင်စိတ်ကြောင့်ခြွေတာသုံးဆိုရင်နောက်ဆုံးစာမေးပွဲကိုရလာခဲ့ပါပြီနောက်ဆုံးစာမေးပွဲမတိုင်ခင်တလအလိုမှာ management ဘာသာရဲ့စာမေးပွဲတစ်ခုကအလုံးခက်ခဲတဲ့အတွက်စပယ်ထိတ်လန့်နေခဲ့ပါတယ်တကယ်လို့ဒီစာမေးပွဲတစ်ပါးသားကြောင့်သူမစူးစမ်းထားသမျှပြတ်သားမှာမဟုတ်ပါလားအဲ့ဒါကြောင့်နေရောညပါကွန်ပျူတာ screen ရှင်းမှာထိုင်ပြီးတော့နိုင်ရီပေါင်းများစွာအချိန်ကုန်ခံပြီးတော့လေ့လာတယ် ဒါကြောင့်မို့စာမေးပွဲရလဒ်ထွက်လာတဲ့အခါစပယ်အံအားတင့်သွားတယ်။သူမကတက္ကသိုလ်တစ်ခုလုံးမှာတတိယဆင်ရရှိခဲ့ပြီးတော့သူမရဲ့ကျူရှင်ကလပ်စတက်နေတဲ့ကျောင်းသားအရေးအတွက်လဲတူးလာတယ်။အဲဒါကြောင့်တလားစာကုန်ကြဆေးတွေကိုတက်တောင့်တတာနဲ့ဖြည့်ရှင်းနိုင်ခဲ့တယ်။ဒါသူမရဲ့ပထမဆုံးအောင်မြင်မှုခီးစံမှာစပယ်အတွက်စဉ်းစားစရာရှိလာပြီ။အောင်မြင်မှုစပြီးတော့ရလာပြီမို့ဒီမှာပဲရက်နေမလား။သမမဟုတ်သူမရဲ့အိမ်မကိုဆက်လက်အကောင့်ထဲပို့မလား။သူမဆုံးဖြတ်လိုက်တာက NBA ဘွဲကိုဆက်တက်ဖို့ပါ။ ်သမားရဲ့ရွာနဲ့လေသမားမိသားစုဘွားတွေကိုပြောင်းလဲပေးမယ်ဆိုရဲရည်ရွယ်ချက်ထားခဲ့တာမဟုတ်လားအဲဒါကြောင့် MBA တက်ဖို့အတွက်အခြားတနေရာကိုပြောင်းလိုက်ရပြီးတော့နေရအစ်စ်မိတ်ဆွေအစ်စ်နဲ့စိန်ခေါ်မှုအစ်စ်တွေနဲ့ပြည့်နေသွားပြန်ပါတယ်စိန်ခေါ်မှုအစ်စ်တွေတိုးလာတာနဲ့မြတ်စပယ်တယောက်ကိုကိုကိုတန်ပြဝင်လာပြန်ပါတယ် တိုင်မဲ့သူတင်ထားတဲ့စိုက်ပျိုးရေးနဲ့ကုတန်းရောင်းဝယ်ပညာလေယာလုပ်ငန်းရာရဲစီးပွားရေးအမြင်နဲ့ဘဝရဲ့ခက်ခဲတွေကသူမဖို့အားဖြစ်စေပြီးတော့ project တိုင်းကိုစိတ်အားထက်သန်စွာနဲ့စူးစမ်းအားထုတ်ခဲ့တဲ့အတွက်ပြီးမြောက်အောင်မြောက်လုပ်နိုင်ခဲ့တယ်လေ MBA ပြီးသွားတဲ့ခါကျတော့အလုပ်တင်ဝင်လုပ်ခဲ့ပြီးတော့သူမရဲ့တာဝန်ကလေသမားတွေအတွက်ထောက်ကုံစည်းကွက်ရှာဖွေရေးစီစဉ်နေရေးဆွဲဖို့ပါမိုးရေချိန်ပေါ်မူတည်ပြီးတော့မိုးရေချိန်ပေါ်မူတည်တဲ့စိုက်ပျိုးရေး plan တွေနဲ့ပိုကောင်းတဲ့မျိုးစေ့ရရှိစေမယ့်နည်းလမ်းကိုလည်းစဉ်းစားပြီးအကောင့်ထည့်ဖော်ပေးရပါတယ်။ သူမတက္ကသိုလ်ကျောင်းသူဘဝတော်မှာကျူရှင်သင်ခဲ့တယ်လို့ပဲသူ့ရွာကျောင်းသားအချို့လည်း online class ပြန်ပြပေးဖြစ်တဲ့အတွက်သူမလည်းရွာနဲ့အဆက်အသွယ်မပြတ်တယ်လို့ရွာကလေးတွေကလည်းအစ်မမြင့်နဲ့ကောင်းမွန်တဲ့ပညာရေးကိုအလွယ်တကူလက်ခံရရှိခဲ့ပါတယ်။တချင်ကလေသမားရဲ့သမီးသားဖြစ်ခဲ့တဲ့မဆွေတယောက်အခုချိန်မှာတော့သူစာသင်တဲ့ကလေးတွေဖို့အမိတပိုင်းဖြစ်နေတဲ့ပြင်မြို့ပြရဲ့လမ်းတွေမှာလည်းအများကြီးရုန်းကန်ခဲ့ရပါတယ်။တနေ့တော့သူမတိမ်းပေါင်းများများစွာသောတက်မှုရှိတဲ့စိုက်ပျိုးရေးစီမံကိန်းတွေဥဆောင်နေပေမဲ့ သူမရဲ့အကြီးမားဆုံးသောအမြင်မူကတော့လေသမားအငယ်လေးတွေထိပညာစူးစမ်းအထောက်မှုနဲ့ဘဝရဲ့ခက်ခဲတွေကသင်ငန်းစာတိုင်းကတင့်ကိုရှေ့ဆက်လှမ်းစေနိုင်မယ်ဆိုတဲ့ယုံကြည်ချက်တွေကိုရောက်ရှိစေခဲ့တာပါဘရောမလက်မရှုံနဲ့စူးစမ်းနေသည့်တင့်ဘဝဇလန်ကစီးပွားရေးအဆင့်တန်းနေနဲ့၆တွေ့နေမြေကြီးရတော့မှစိတ်လန်းဆိုပြီးအတီးပွင့်နေပြီးလာနိုင်မှာပါ